ဒီနေ့တပေါင်းတိုင်းကတော့ဖိတ်နာပန်ကိုအတန်ဖုံးကြည့်လိုက်ရတဲ့ပွဲလို့ပြောရမယ်ပေါ့နော်အန်ဒီမှာကဒီကွင်းရဲမှာ6ရက်နဲ့9ရက်နေ့ကိုဒီဖိတ်နာပန်နေ့ကိုနှလုံး3လုံးပြိုင်ပြီးတော့လွတ်တဲ့နေ့ပေါ့နော်အရန်ကြီးလို့လာတယ် စိတ်နဲ့ပဲဆိုတော့ကမင်းကလေးအင်အားကိုသုံးရတယ်အနည်းဆုံးမင်းကလေးအင်အားကိုရေးခဲ့တယ်ပေါ့နော်ဒီလူကလုံးလေးကိုချိန်ရတယ်သူ့ရဲ့လူပုံးမြန်မှာအလူဆိုအလူအဝဆိုအဝအဖိန်ဆိုအဖိန်အမအသားလေးနဲ့ချိန်ကလေးလည်းရှိပြီးသားအဲ့တော့ကိုမှဒီမင်းကလေးတွေရရင်ပြီးတော့လူပုံးလေးတွေကိုမြှထွန်းပြီးတော့သူ့ရဲ့အရှောင်းလိုက်လိုက်ချိန်ရတာပေါ့နော် ပြောရမယ်ဆိုရင်တော့ fake number ဆိုတာကဒီလိုတက်ရင်သာကြီးလို့လှပုံပဲဒီအောက်မှာတော့မတက်ခင်မှာအရန်ကိုလူအင်အားသုံးပြီးတော့အရန်အလုံးရှုပ်နေရတဲ့အချိန်ကြီးရှိရပေါ့နော် fake number တွေကနောက်ပိုင်းမှာတော့ဒီကြော်ညာတွေနဲ့ပေါ့နော်ကြော်ညာတွေကိုပုံအောင်လို့မိလုံးလေးကြီးထိတ်တာတွေ့ရတယ်အဲဒီဟိုနောက်ဖုန်းပေါ့နော်ဒီ default နောက်ဖုန်းရက်တီမှာတော့ fake number ကိုလုံးဝကိုဒီမီပုံလေးတွေ ို့ပေါ်ပြီးတော့မိဖုံးများများလေးနဲ့ထိတ်တာလေးတွေ့ရတယ်အဲ့ဒါလေးတွေတီတီရဲ့မျက်လုံးထဲမှာတော့ပိုလိုက်လို့ဒီရဲ့ထင်းမိရယ်ပေါ့နော်ဟိုကြောင်ညာတွေကိုဖလုံးတွေကိုမိဘုံနေနဲ့လိုက်ချိန်ထားတယ်ပေါ့နော်။ဖျားပုံတော်တွေလိုအလိုပုံတော်တွေကအယုတ်တွေကိုမိဘုံလေးနေနဲ့ဖီးရှိပြီးအများဖူးနဲ့ချိန်ထားတယ်ပိုလိုက်လို့ထင်တယ်။ဖိတ်လက်ပိုင်းရဲ့အမှတ်ပြီးဖူးရင်းထဲမှာဒီမိဘုံလေးတွေငိမ့်နာတာအဲပြီးတော့ ဖိနဘန်ဆိုရင်45ဒီဂရီပေါ့နော်ဟိုတက်သွားတာဖောင်းပြီးတော့တက်သွားရတယ်မိကြီးဆိုရင်တော့တက်တက်လေးတက်သွားရတယ်ပေါ့နော်အဲအဲ့လိုမိုးလေးအမှတ်ပေးရလို့တီးခဲ့ရတယ်ပြီးတော့ဖိနဘန်မှာကအောက်ကမီးကနှစ်ဆင့်ကိုချက်ထားခဲ့ရတယ်ပေါ့နော်အဲအများကြီးအကုန်လုံးရှိုးလိုက်လို့လည်းဘာမှတော့မဖြစ်ပါနဲ့ချန်ထားပြီးတော့ဒီအောက်ကမီးအဖွဲလေးတွေကိုဖဲနိုင်တာပေါ့နော်ဒီအပေါ်ကမီးကနေပဲရပြီဆိုရင်သူကတဖြည်းဖြည်းနဲ့အောက်မီးကနှစ်ဆင့်ကိုဖဲသွားပြီဆိုရင် အိုးအဝေးကြီးထိကိုသွားနိုင်တယ်ပေါ့နော်တကယ်လို့ဒီအောက်ကဝိတ် ကိုမခံနိုင်လို့မထိန်းထားနိုင်လို့မတက်သေးဘူးဆိုရင်ဒီလိုကျိုးလေးနဲ့ဆွဲထားလို့ရတယ်အခုမြင်တယ်ဒါပေမဲ့အောက်ကမီးခတ်နှစ်ခုကိုချိန်နေတာပေါ့နော်မတက်သေးဘူးဆိုရင်အကျိုးလေးနဲ့ပြန်ဆွဲပြီးတော့မီးခတ်ကိုပြန်ပြီးတော့အဲရှုပ်လို့ရတယ်ပေါ့နော်ဒီနေ့ကတဖောင်နဲ့ဒီဖက်ပုံထက်ဒီနေ့တဖောင်နဲ့ဒီဖက်ပုံကပို့ပြီးဖုန်းနဲ့ပြီးရော နောက်နေ့ကျရင်တော့ဒီထက်ပုံဖုန်ပြီးရောမတူဘဲတဲ့ဒီဖက်ပုံမျိုးနဲ့ပြောင်းဝင်ပြီးမယ်နော်